ကမ္ဘာအံ့ဖွဲ့ထူထူဆန်းဆန်းလက်ထပ်ပွဲများအခုတင်ဆက်ပေးမှာကတော့ကမ္ဘာသမိုင်းတစ်လျှောက်ကအထူးဆန်းဆုံးနဲ့အံ့ဩစရာအကောင်းဆုံးလက်ထပ်ပွဲတွေအကြောင်းပါလူသားတွေဟာပျော်ရွှင်မှုမိသားစုဘဝတည်ထောင်မှုဟုန်သိခါရဖို့စီးပွားရေးတည်ငြိမ်မှုတာသမီရဖို့အချစ်ကိုလူသီးရှင်ကြားချပြဖို့စတဲ့ရည်ရွယ်ချက်အမျိုးမျိုးနဲ့လက်ထပ်ကြပါတယ်။အများအားဖြင့်လိန်ခွဲတယ်လင်ဓမ္မရစနစ်ဒါမှမဟုတ်အိမ်တော်မူစနစ်နဲ့လက်ထပ်ကြသလိုယနေ့ခေတ်မှာ လိန်သူလက်ထက်ချင်းတွေလည်းခေစားလာပါပြီ။ဒါပေမဲ့ဒီလိုတာမန်ပုံစံတွေထက်လုံးဝကိုကွဲထွက်နေတဲ့လက်ထက်ပွဲတွေဟာချစ်ချင်းမြတ်တရင်နဲ့နမိတ်မဲမှုကိုထင်ရှားစေခဲ့ပါတယ်။ကိုကိုကိုလက်ထက်ချင်းဒီထဲမှာအထူးခြားဆုံးတဲ့စိတ်ဝင်စားစရာအကောင်းဆုံးကတော့ပုဂ္ဂိုလ်ကိုပြန်ပြီးလက်ထက်တဲ့ကိုပိုင်မင်္ဂလာပွဲပါပဲ။အီတလီနိုင်ငံသူလော်ရာမေစီဟာ2018ခုနှစ်မှာသူမရဲ့အသက်40ပြည့်မွေးနေ့ကိုအကြောင်းပြုပြီးမင်္ဂလာပွဲအကြီးအကျယ်ကျင်းပခဲ့ပါတယ်။သူမဟာပုံမှန်ရိုးရာမင်္ဂလာပွဲအတိုင်းသုံးဆင့်ဂိတ်သူတို့သမီးအရာတွေနဲ့ ူမရဲ့မင်္ဂလာပွဲကိုတက်ရောက်ခဲ့တဲ့တန်ငယ်ချင်း80ကျော်ရှိမှာမိမိကိုယ်ကိုလက်ထပ်ခဲ့တာပါ။သူမရဲ့ခံယူချက်ကတော့ပျော်ရွှင်မှုဆိုတာတခြားသူတရားဖို့မလိုအပ်ဘူးဆိုတဲ့အဆိုပဲဖြစ်ပါတယ်။ဒီလိုကိုယ့်ကိုယ်ကိုအခြေဆုံးသူအဖြစ်သတ်မှတ်ပြီးလက်ထပ်လိုက်ခြင်းဟာတစ်ဖက်မှလူမှုဖိအားတွေကိုဆန့်ကျင်လိုက်တာလို့ဆိုနိုင်ပေမဲ့ဒီလိုပွဲကြီးကျင်းပပြီးလက်ထပ်လိုက်တဲ့အတွက်အနာဂတ်မှာတကယ်ကြည့်ရမယ့်လက်တွဲပေါ်ပေါ်လာရင်ဘယ်လိုဆက်လုပ်မလဲဆိုတဲ့စိတ်ဝင်စားစရာမေးခွန်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။အတတ်မဲ့အရာဝတ္ထုများကိုချစ်ချင်း ပို့ပြီးတော့ထူးဆန်းပြီးနားလည်ရခက်တဲ့အခြေပုံစံကတော့အရာဝတ္ထုတွေကိုချစ်ခင်ဆွဲလန်းတာပါပဲ။ဆူရီနိုင်ငံသူအဂျာရီတာအက်ဂလော့ဟာဂျာမနီနိုင်ငံဘာလင်မြို့ကအရှိချာမဲ့တသားကိုချစ်မြတ်နုံနုံလို့1989ခုနှစ်မှာတရားဝင် လက်ထပ်ခဲ့တယ်လို့အခိုင်အမာပြောကြခဲ့ပါတယ်။သူမဟာတသားကိုစတင်တွေ့မြင်ခြင်းကလေးကဆွဲလန်းချစ်ခင်ခဲ့ပြီးသူမခင်မိုးဖြစ်တဲ့တသားကိုကာကွယ်ပေးဖို့အတွက်တောင်းဆိုမှုတွေသာပြုလုပ်ခဲ့မှုပါတယ်။ ဒီလိုပါပဲအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်ကပတ်စကေးဆယ်လေးကလည်း2019ခုနှစ်မှာသူမရဲ့နူးညံ့မီနှွေးထွေးတဲ့ဆောင်ကိုလက်ဆက်ခဲ့ပါတယ်။ သူမရဲ့ခံယူချက်ကတော့ဆောင်းဟာသူမကိုအမြဲနှစ်သိမ့်ပေးနိုင်တဲ့စိတ်မပြတ်စေတဲ့အဖော်မှုဖြစ်တယ်ဆိုပြီးမင်္ဂလာလက်စုပ်ကိုတောင်ဆောင်းရဲ့တောင်းတနေရမှာစုပ်ပေးခဲ့တာပါဒီလိုအတတ်မဲ့အရာဝတ္ထုတွေနဲ့လက်ထပ်တာဟာလူတို့ချို့အတွက်ရည်စရာကောင်းပေမဲ့ဒီလိုအရာဝတ္ထုတွေဟာသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုပြည့်ဝစေတယ်လို့ခန်းစားကြရပြီးဒါဟာချစ်ချင်းမြတ်တာရဲ့ညဝဲဆန်းကျဲတဲ့စိတ်ပိုင်းဆိုင်ရာဆက်နွယ်မှုတွေပဲလားဆိုတာစဉ်းစားစရာပါကာတွန်းစက်ကောင်နဲ့လက်ထပ်ခြင်း ပို့ပြီးတော့ခင်မိစမ်းကြတဲ့ချင်းချင်းပုံစံကတော့ digital လောကတွေကဇက်ကောင်တွေကိုလက်ထပ်ချင်ပါပဲဂျပန်နိုင်ငံသား Ikihiko Kondo ဟာနာမည်ကြီးကတော့ဇက်ကောင်ဟာဆူနဲမီကူဆိုတဲ့ဘုံရင်းဇက်ကောင်နဲ့2018ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်သူဟာတင်းကြီးတန်တဲ့ငွေကြေးကုန်ကြခံပြီးတရားဝင်မဟုတ်တဲ့မင်္ဂလာပွဲကြီးကျင်းပခဲ့ပြီး သူ့ရဲ့အချက်ဟာတကယ်စစ်မှန်တယ်လို့ခံယူထားပြီးကာတွန်းရဲ့ဟိုလိုဂရမ်ပုံရိပ်နဲ့အတူနေထိုင်ပါတယ်။ဒီပြည့်ရက်ဟာမိပညာရဲ့လွမ်းမိုးမှုနဲ့သူ့စိတ်ခံစားမှုပေါက်ဆက်တဲ့အခါဘလူစမ်းကျင်မှုတွေဖြစ်လာနိုင်လဲဆိုတာကိုပြသနေပြီးအချို့သူတွေအတွက်တော့နားလည်ဖို့ခက်ခဲတဲ့တပတ်သက်ဆွဲလန်းမှုလည်းဖြစ်နိုင်ပါတယ်။မွေနဲ့လက်ထက်ချင်းဒီထဲမှာအကြောက်ရဆုံးနဲ့ရိုးရဆွဲလန်းအကြီးဆုံးဖြစ်ရက်ကတော့အိန္ဒိယနိုင်ငံအိုဒီရှာပြည်နယ်ကအမျိုးသမီးတူဟာမွေရောက်တောက်အောင်နဲ့လက်ထက်ခဲ့တာပါပဲ။၂၀၁၆ခုနှစ်မှာဒေသခံဖခင်เจ้าမှာလက်ထက်ပွဲကျင်းပခဲ့ပြီးမွေရောက်ဟာ မင်္ဂလာပွဲကိုဘူတိုင်းမလာရောက်နိုင်ခဲ့ပေမဲ့ဝေကိုကိုစားပြုတဲ့ဂျင်းဒီရောတစ်ခုကိုဘေးနားမှာထားပြီးလက်ထပ်ခဲ့တာပါဒီလက်ထပ်ပွဲကိုဒေသခံလူပေါင်း2000ကျော်လာရောက်ကြည့်ရှုအားပေးခဲ့တာဟာဒီဒေသရဲ့ရိုးရပိုးကွယ်မှုနဲ့တဘောဝလုံအစွဲလမ်းတွေဘလောက်အင်အားကြီးလဲဆိုတာကိုပြသနေပါတယ်ဝေကိုဖျားသဖွယ်ကိုကိုွယ်တဲ့ရင်ကျင်းမှုတွေရှိတဲ့အတွက်ဒီမျိုးသမီးဟာဝေကိုသူ့ရဲ့ချစ်သူခင်မိုးအဖြစ်လက်ခံခဲ့တာဖြစ်ပြီးဒါဟာတာမန်လက်ထပ်ချင်းတဲ့ဘာသာရေးဆိုင်ရာစီးနာမှုတရက်လို့ဖြစ်နေပါတယ် ဒီဖြစ်ရပ်တွေကတော့လူသားတွေရဲ့ချစ်ခြင်းမြတ်တာဟာကြာမှအသက်ပုံတဲ့အရာဝတ္ထုဒါမှမဟုတ် digital လောကစတဲ့ပေါင်းတွေကတတ်ထားလို့မရပဲပုံစံမျိုးမျိုးတရံမျိုးမျိုးနဲ့ပြည့်တည်နိုင်လေဆိုတာပါပဲဒီလိုထူးခြားတဲ့လက်ထက်ပွဲတွေဟာတစ်ဖက်မှရေးစရာတစ်ဖက်မှကြောက်စရာကောင်းပေမဲ့သူတို့ရဲ့ရည်ရွယ်ချက်ကတော့သူတို့ရဲ့ပျော်ရွှင်မှုကိုရှာဖွေဖို့သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ကိုဖြည့်ဆည်းဖို့ပဲဖြစ်ပါတယ်အခုလိုစိတ်ဝင်စားစရာဖြစ်ရမယ့်အကြောင်းအရာတွေကိုကြည့်ရှုခြင်းရင် knowledge hub ကို follow ထားနိုင်ပါတယ်